ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဟိုတယ်များမှာတာဝန်ထမ်းဆောင်နေကြတဲ့လုံခြုံရေးဝန်ထမ်းများရဲ့စွမ်းဆောင်ရည်ကိုပုံမှန်မြင့်တင်ပေးနိုင်ရန်ရည်ရွယ်ဖွင့်လှစ်လျက်ရှိတဲ့ မြမရိုးရာ တိုင်းတင်နန်းစင်းပွဲခန်းနာကိုဒီနေ့နေ့လေပိုင်းမှာတောင်းကလပ်ပါမြို့နယ်ပရိဒါအားကစားခန်းမမှာကျင်းပရာမြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအားကစားနယ်လူငယ်ရေးရာဝန်ကြီးဌာနနဲ့ဟိုတယ်နှင့်ခီးသွားလိုက်ဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဂျန်ဖန်းတော်တောင်ကတက်ရောက်အမှာစကားပြောကြရမှာမြမရိုးရာတိုင်းပညာရပ်ဟာရှေးဘရင်များလက်ထက်ကလေးကထွန်းကားပြန်ပေါ်လာခဲ့ရာဒီနေ့ခေနိုင်ငံတကာအဆင့်အားကစားပြိုင်ပွဲများမှာလည်းမြမတိုင်းအားကစားသမားများအနေနဲ့အားကစားအသွင်ဖြင့်ပါဝင် ရှင်ပြိုင်ပြီးပုံမှန်မြင့်တင်ဆောင်ရွက်လက်ရှိပါကြောင်းယခုလိုမျိုးဟိုတယ်များမှလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုပေးနေတဲ့ဝန်ထမ်းများအားမြမယူရတိုင်းတင်တန်းဖွင့်လှစ်ပေးခဲ့ခြင်းဟာမြမတိုင်းပညာရည်များပြန်ပွားရေးအတွက်သာမကမြမယူရရင်ကျင်းမှုအမွေအနှစ်များကိုပြန်လည်ဖော်ထုတ်ထိမ့်သိမ်းတက်စေနိုင်မှာဖြစ်ပါကြောင်းဟိုတယ်များအနေနဲ့မိမိတို့ရဲ့ဝန်ထမ်းများအားဝန်ဆောင်မှုအရေးအသွေးပြည့်ဝနေစေရေးအတွက်တာဝန်ရှိသူအစဉ်စဉ်ကကြီးကျက်ဆောင်ရွက်သွားကြဖို့နဲ့ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအစဉ်တန်းများမြမလာစေအတွက်အားလုံးဝမ်းဝမ်းကြိုးစားဆောင်ရွက်ပေးက ကြစေလိုကြောင်းတိုက်တွန်းပြောကြားခဲ့ပါတယ် ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးသည်တနင်္သာများထံသို့တနင်္စည်အောင်လက်မှတ်များပေးရပြီးနှိပြဆရာများထံသို့ဂုဏ်ပြုချီးမြှင့်ငွေပေးရခဲ့ပါသည်။အဲဒီနောက်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကတင်းနှံမှထူးချွန်စုရဲ့တင်းနှံသားများအားဂုဏ်ပြုစုချီးမြှင့်ခဲ့ပြီးနောက်တင်းနှံသားများကမြမရိုရာအခြေခံတိုင်းပညာဖြင့်တည်ဥပြသခဲ့ကြကြောင်းသိရှိရပါသည်ခင်ဗျာ။